ောင်းဆိုတာတွေးတွေပါလာတယ်ဟောဟာဟာငါငါခုလိုဖြစ်တာတမီလေးကိုမပါပြန်ပြောနဲ့နော်ကိုလူရဲ့ယောဂါတလောက်ဖြစ်နေရတာစေမကုကျင်နဲ့ရှင်းစိတ်ကိုကျမနားမလည်နိုင်တော့အခုဒီမှာကြည့်ပါဦးချောင်းဆိုရေးတွေးတွေပါလား ဒါဆိုရင်စရာပေါ့ငါအကြောင်းကသိပါတယ်မဟုတ်ပါရဲ့ငါကြောင်းနင်းတဲ့သမီးလေးလို့စိတ်မစင်းရစေချင်ဘူးဒါမင်းရှင်အခုလို့ခံစားနေရောဒီမှာဘယ်စိတ်ကောင်းမှလဲဟဲ့ကျွန်တော်တောင်းပါမယ်ဟာဒီငါအတန်းအပြုတ်တာပဲနော်

milih aku lebih di healthy tuan si si tuan maksud lu ခုဟမ်ဟိုမိသားစုလေးကချစ်စရာမကောင်းလားဟုတ်တယ်နော်ချစ်စရာလေးနင်းစီလဲလေကိုကိုနဲ့လက်ထပ်ပြီးတဲ့အခါကျရင်ကိုကိုနဲ့တူပြီးတော့ရန်ချစ်စရာကောင်းတဲ့တသားမင်းကြီးလေးတွေဝင်มาတည်လားတော်တော်လေးရ2ယောက်မိမိလေးရ3ယောက်အားလုံးပေါင်း5ယောက် ကိုကိုရဲ့နှင်းစီရဲ့တတမီမီလေး9ရောက်နေဆိုတော့အားလုံးပေါင်း900ရက်ကီ7ပေါ့မကောင်းလားကိုကိုအများကြီးပဲနော်နှင်းစီနှင်းစီကတော်တော်ဆိတ်ကူးရင်နော်ဆိတ်ကူးရင်လည်းဆိုတာရင်ထဲမှာတကယ်ဖြစ်ချင်တဲ့ဆန္ဒရှိမှရင်လို့ရတာကိုကိုရဲ့နှင်းစီရော ကိုကိုနဲ့သာပေါင်းဖက်ပြီးတာယာပျော်ရှင်တဲ့မိသားစုဘဝလေးကိုဒါတိစောက်ခွင့်ရမယ်ဆိုရင်ဟာကဲပါနေစီတီပြောပြီးတည်ပါ ဘဆိုးဟန်ခင်ဗျဘာလဲလုံနေတာလဲဗျာခုဒီမှာကြည့်ဟုတ်စင်းနေရလဲအကုန်မှားနေတော့တာကြီးပဲပစ္စည်းကြတော့အဝင်ပြရတယ်တကယ်တကယ်စိုက်ထဲမှာကျဘာပစ္စည်းတခုမှမရှိဘူးခင်ဗျဘာလဲလုံနေတာလဲကိုဆိုးဟန်ရန်ကုန်မှာတော့ခင်ဗျရိုးသားတော့အခုနယ်ဘက်ရောက်တော့မှဘာလို့အရန်ပြောင်းလဲသွားတာလဲရန်ကုန်မှာတော့ခင်ဗျလူဝတာနေတာဗျအလုပ်ပေါ်မှာတစ္ဆာရှိခဲ့တယ် အလှင်းလေးလိုစားတတ်ပေမဲ့အခုတော့ဒီကျုံ့ပြက်ခဲ့ဘူးဗျကိုစိုးဟန်ခဏဘာကြီးလုံနေရလဲဟမ်ကျွန်တော်မေးရအောင်ဖေးပါဒီလိုကကိုရဲလောကမှာယောက်ျားတွေရမိသားစုနဲ့အနီးကပ်နေရတာလေအဝေးမှာနေရတာဘယ်သူညီနိုင်မှမလဲဗျာ မိသားစုရဲ့နှီးမနေတဲ့အချိန်ကြတော့လေပုံစံတစ်မျိုးပေါ့အဝေးရောက်တဲ့အချိန်ကြတော့ကျွန်တော်တို့ယောက်ျားတွေပျက်စီးဖို့စတင်တာပေါ့ဗျာ